အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ကိုနားမှာအဆောက်ရှိမရှိသိနိုင်မဲ့အချက်လေးတွေကိုမျှော်ပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လေအဆောက်တွေရှိနေရင်ကျွန်တော်တို့သိနိုင်မဲ့အချက်လေးပဲဖြစ်ပါတယ်အဲ့တော့အဆောက်တွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အန္တရာယ်လေးတွေကျွန်တော်တို့ရဲ့အရှိဖြစ်မဲ့ဘေးဆိုးတွေကျွန်တော်တို့ကြုံရမဲ့ဒုက္ခတွေကျွန်တော်တို့လာပြီးတော့ကူညီပေးတယ်ဖြေရှင်းပေးတယ်အဲ့တော့ကြော်လောင်းလုပ်ပေးတယ်ပေါ့နော်အဲ့တော့ကြိုတင်တတိပေးတာမျိုးတွေလုပ်ပေးနိုင်ပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့ဒီအဆောက်ရှိမရှိသိနိုင်မဲ့အခြေလေးလေးမြောက်ပေးမှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအဆောက်လေးရှိလိုက်ပြီဆိုရင်ကျွန်တော်တို့ကတိတ်မကြခင်တွေးမှမယ်၊ကံကောင်းတော့မယ်၊လက်ကောင်းတော့မယ်။အဲ့တော့ကျွန်တော်တို့စီဝါးရေးတွေတိုးတက်လာတော့မယ်၊တာသနာပြည့်နှံ့တော့မယ်၊လူကြီးတန်းကြီးတွေပေးနိုင်တော့မှဖြစ်ပါတယ်ဗျာ။အဲ့တော့ဒါဆိုရင်ကျွန်တော်တို့မှအဆောက်ရှိမရှိကြိုသိနိုင်မဲ့အခြေလေးလေးမြောက်ပေးမှဖြစ်ပါတယ်။အဲ့နံပါတ်၁ချက်ကတော့ကျွန်တော်တို့ဒီအဆောက်ရှိအဆောက်ကို တစုံတစ်ယောက်ကစောင်းရှောက်နေတယ်အဲပုံကူတယောက်စောင်းရှောက်နေတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာအဲကျွန်တော်တို့ကြည်လင်းနေတယ်အဲကြည်လင်းနေတယ်ကြည်နဲ့နေလို့ဖြစ်နေတယ်တခါကြလို့ရှိရင်ကျွန်တော်ဖျားတရားတွေကကျွန်တော်တို့တွေအရင်တက်ပို့ပြီးလှုပ်ချင်စိတ်တွေပေါက်လာတယ်အဲ့တော့ဟိုဘယ်တော့မှဖျားပြီးအောင်မရှိခိုးတဲ့လူကအမှဖျားဖျားတရားလှုပ်ချင်တာမျိုးအဲကျွန်တော်တွေ preplan ယူချင်တာမျိုးအဲကျွန်တော်တွေဒီကုံတော်လေးပေါ်မြချင်တာမျိုးအရင်တက်ပို့ပြီးဖျားတရားလှုပ်လာလာကိုတွေ့ရပါတယ်အာနံပါတ်1ချက်နံပါတ်2ချက်ကတော့ကျွန်တော်တွေ ဟိုတယောက်တည်းရှိတယ်ဒါပေမဲ့အနောက်မှာတစုံတယောက်ရှိနေတယ်လို့ခံစားရတယ်လက်ကြည့်လိုက်တော့လည်းဘာမှမရှိဘူးဒါပေမဲ့အဲ့ရှိတဲ့တစုံတယောက်ကကျွန်တော်တို့ကိုကြောက်ရွံ့မှုတွေပေးတာမဟုတ်ပဲနဲ့လုံခြုံမှုအပြည့်ပေးတယ်ကျေနပ်နေတယ်လို့ဖြစ်နေတယ်ခွန်အားဖြစ်တယ်လို့ဖြစ်နေတယ်အဲ့တစုံတယောက်ကျွန်တော်နောက်မှာရှိနေတယ်လို့ခံစားနေရပြီးတော့အဲ့ရှိနေတဲ့တယောက်ကလည်းကျွန်တော်တို့ကိုစိတ်ချမ်းသာမှုတွေကျေနပ်မှုတွေအဲ့လုံခြုံမှုတွေပေးတယ်ပေါ့ဗျာအဲ့လိုမျိုးတွေပေးပေးတယ်ဒီလိုခံစားမှုမျိုးတွေရတယ် အဲနံပါတ်၃ချက်ကကျွန်တော်တို့မထင်မှတ်ပဲကျွန်တော်တို့ကိုပေါ်လေးတွေကိုငတ်မွေးလေးတွေအဲငတ်မွေးလေးတွေတတ်ခါရှိမက်စမြကျုံမှာဟိုကျွန်တော်တို့ကိုပေါ်ငချီတို့ခိုချီတို့ပါချရင်ကန်ကောင်းနေတို့အဲ့လိုမျိုးတွေမိတ်ဆွေများကြောက်မှာပါအဲ့လိုမျိုးပဲကျွန်တော်တို့ကိုပေါ်လေးတွေကိုငှက်အမွေးလေးလေးတိစံတခေါင်ကောင်ရဲ့အဲကျွန်တော်တို့တွေအမွေးလေးလေးကျွန်တော်တို့ကိုပေါ်ကပ်ပါလာတာတို့အဲအဲ့လိုမျိုးဆိုရင်လည်းကန်ကောင်းနိုင်ပါတယ်ဗျကျွန်တော်နိုင်နေကြည့်လိုက်တဲ့ခါမျိုးမှာ စနေစမိနစ်တို့7:17မိနစ်တို့7:17မိနစ်တို့အဲ့လိုမျိုး7:18မိနစ်တို့အဲ့အဲ့လိုမျိုးလေးလေးအပူကနန်းလေးတွေတောက်လျှောက်တွေ့လိုက်တယ်ခါကျရင်ဆိုင်ကလေးကားလေးလေးကိုဆက်လှမ်းကြည့်လိုက်တော့ဟာဆိုင်ကနံပါတ်လေးက33လုံး33လုံး3 3လုံး1နှစ်နှလုံးတို့အဲ့ခါကျရင်73လုံး8လုံး1နှလုံးအဲ့လိုမျိုးလေးအပူကနန်းလေးတွေများစွာလေးတွေမကြခဏတွေ့ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကန်ကောင်းတော့မယ်ဆောက်ရှောက်ကောင်းနေရရှိတော့မယ်အဲ့တော့ဒီခါကျလို့ရှိရင်ကျွန်တော်တို့တွေအိမ်မက် မတ်တဲ့ခါမျိုးမှာလဲကျွန်တော်တို့ကမကောင်းငင်ကိုပြန်တန်းနေတာမျိုးကောင်းငင်ကိုရောက်သွားနေတာမျိုးဒီခါကျလို့ရှိရင်လည်းမစင်တွေကိုကျွန်တော်တို့ကကျုံနေတာမျိုး မစင်တွေကို တွေ့တာမျိုးအဲဒီဟာမျိုးကလည်းကံကောင်းတယ်လူသေးတွေမြင်မှတ်တာမျိုးတုတ်တုံးမဟုတ်ကိုကိုတိုင်းမို့နော်ကိုကိုတိုင်းဆုံးသွားတယ်တို့တည်သွားတယ်တို့မြင်မြင်မြင်မှတ်တာမျိုးဆိုလို့ရှိရင်လည်းကောင်းပါတယ်တချို့အဲ့ဒါကိုမကောင်းလို့ထင်ကြတာတကယ်တော့ဒါကောင်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ်နော်ကောင်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ် ဲ့တော့ကိုကိုကိုတိုင်းဥမာပေါ်တကူနဲ့သုံးသွားတယ်လို့အဲ့လိုမျိုးလေးမြင်မြတ်တယ်ဆိုလို့ရှိရင်ဒါကောင်းတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့တွေနီးနားရှိတဲ့အဲပုဂ္ဂိုလ်တုံးမဟုတ်ဆောက်ရှောက်တစ်ခုကရှိနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဥမာဆိုမဆိုကြပါဆိုကျွန်တော်တို့ခီးတစ်ခုသွားတော့မယ်ဥမာကျွန်တော်အပန်းမြေခီးတို့အလဲခီးတို့စားပြီးအလုတ်ဆက်ဘာကိစ္စပဲပြသွားတော့မယ်ဆိုလို့ရှိရင်အဲ့သွားမယ့်ကိစ္စမှာအဆင်မပြေမှုတွေဖြစ်တော့မယ်ဆိုလို့ရှိရင်ကို့ ကိုအိတ်နေနဲ့ကျွန်တော်တွေအနာနာနေပြီးတော့လာပြောတာမျိုးအဲ့လိုမျိုးကိုကျွန်တော်လုံခဲ့တဲ့6နှစ်လောက်တုန်းကအဲ့ဒီ ND2 ကြုံမှုတယ်အဲ့ ND2 ကဘာပါလဲဆိုတော့သူခီးသွားတော့မှသူရန်ကုန်နဲ့မင်းလေးကိုခီးသွားတော့မှသွားတော့မဲ့အချိန်မျိုးကိုအဲ့လိုပဲသူသွားခါနီးမှဟိုဖြုံနေဆိုရင်အိပ်ပြောသွားပြီးတော့သူဝုန်းနေဆိုလို့ရှိရင်တဲ့သူ့ကိုအဲ့လိုမျိုးကြက်ချောက်တွေကိုတွန်းချလိုက်တဲ့မျိုးပဲအိမ်မအိမ်မမှတ်တယ်အဲ့ဒါနံပါတ်1ချက်နံပါတ်2နံပါတ်2ချက်ကတော့ ဒီသွားသွားကန်ဒီပါသူခလုတ်တိုက်တယ်ခလုတ်တိုက်ပြီးတော့သူဒါမှမဟုတ်အရေးအရေးကြီးကိစ္စဆိုတော့သွားတာပေါ့နော်ကားပေါ်ရောက်တယ်ကားပေါ်ရောက်တဲ့အချိန်မှာသူ့ကိုဟိုအနာနာနေလာပြောတယ်တဲ့အဲ့လိုဆင်းဆင်းနေခဲ့ပါလို့သူ့ကိုအဲ့လိုမျိုးနာနာနေလာပြောတယ်ဒါမှလည်းသူကဘသူကပြောလို့ပြောမှမသိဘူးဆိုတာနဲ့အဲ့တော့ယုံကြည်မဲမရှိတာနဲ့ဆက်လိုက်သွားတယ်အဲဖြစ်ချင်တော့အဲ့ဒီကျွန်တော်တို့တွေဒီမိုင်းတိုင်း106လာမသိဘူးသူတို့ပြောပြတယ်ဗျအဲ့ဒီပါဒီအဲ့ အမတ်နေရအမတ်နေရလောက်မှာသူကြိုတင်ပြီးတော့အိမ်မက်မက်တယ်။သူကတမ်မိုနီကလည်းအမြဲတော့ရုပ်ပွားပွားများတယ်။တမ်မိုနီကလည်းရုပ်ပွားပွားများပြီးတော့အိတ်သွားတယ်ပေါ့နော်။အိတ်သွားပြီးတော့ကားမွန်အိတ်သွားပြီးကျမှသူအိမ်မက်အိမ်မက်မက်တယ်။အရှိအရှိမိုင်တိုင်းနောက်တော့15မိနစ်အလိုရောက်မှအိမ်မိုင်တိုင်းရောက်တော့မှအဲ့အဲ့နေရာကိုသူတို့ဟိုသာရောက်ကြသွားပြီးတော့သူတို့ကားတစ်စီးလုံးဝုန်းနေဆိုရင်အလို မောက်သွားတယ်တဲ့မောက်ပြီးလူတွေကအော်ဟေးညင်ညူနေဆုံးဆုံးတဲ့သူအများကြီးရှိတယ်သူလည်းသွေးသွေးနဲ့သွေးတွေအိုင်ထဲမှာမျောပြီးသူလက်တော်လေးချင်းနေဆိုးနေတယ်ဆိုပြီးဟုံးတဲ့ဆိုအဲ့လိုသူအိမ်မက်ပေးတယ်ပေါ့နော်အဲ့လိုအိမ်မက်ပေးတဲ့ချင်းမျိုးမှာသူတော့ဝုံနေဆိုလန့်ပြီးတော့လန့်ဖြန့်ပြီးတော့သူအနဲ့ခါထောက်အောင်လာပေါ့ထောက်အောင်တော့ဘေးမအဲ့သူသူရဲ့ကာသူရဲ့ကားစပယ်ယာရှိတယ်ကားကားကားစပယ်ယာဘာဖြစ်လဲဘာဖြစ်လဲသူရေပိုင်တိုက်ပြီးတော့ဒီလိုပဲသူအိမ်မက်တယ်ပေါ့အဲ့အဲ့ဒီလိုပဲ အိမ်အိမ်မက်တဲ့ဆိုပြီးတော့ကောက်ခဏရက်လိုက်တယ်ကောက်ခဏရက်ပြီးကားစရာလည်းမတင်ကြတာနဲ့အကုန်လုံးလိုက်လံပြီးတော့စစ်စစ်တဲ့ပုံတော့အရှိတသွားတဲ့လူတွေအချိန်နဲ့ဘယ်လိုလဲဘာညာသူလိုက်လိုက်စစ်စစ်တယ်အဲ့လိုလိုက်လိုက်စစ်စစ်လိုက်စစ်စစ်တဲ့အချိန်နဲ့ကပြောမှာကံကောင်းထောင်းမဆောင်မဲ့ကံကောင်းထောင်းမဆောင်နဲ့သူ့ကားဘင်းကြည့်လိုက်တဲ့ကံမှာသူ့ကားဘင်းကကျွန်တော်တွေသူကလီကားဘင်းကိုတိုက်ရလဲထားတာအဲ့တော့ ပြန်ပြီးတော့နှက်ကျက်တဲ့လူကပဲနှက်ကပဲပြုံးလို့လားမသိဘူးဘေးကနှက်လေးလုံးလောက်ကအကုန်ပြုံးနေတာအဲ့တော့အဲ့နေရာလောက်အတွင်းမှာအဲ့ဂါပွင့်ကကျွတ်ထွက်သွားနိုင်တယ်အဲ့ဒါကိုသွားတွေ့တယ်ပုံတော့အဲ့အချိန်မှာပဲအာတခါတန်းတန်းတောင်းနေသူ့ရေဒီဝိုင်းနိုင်ကျေးဇူးတင်ကြောင်းနေလမ်းပြောအဲ့အဲ့လိုမျိုးလေးဖြစ်နေတယ်သူလည်းအသက်အနည်းကနေကင်းလွတ်သွားသလို့ သူကားတစ်ခါလုံးမှပါတဲ့လူလည်းအသက်အန္တရာယ်ကင်းလွန်သွားတယ်။ဒါနဲ့ပဲအဲ့ကားဆက်တဲ့နှစ်အစ်တွေဘာနဲ့ပြန်ကြက်ဘေးဒီမှာပြန်လဲနိုင်ဝလောက်ချိန်ပေးပြီးတော့အဲ့တော့မှပဲအဲ့ကားဆက်သွားတော့မှအဆင်ပြေသွားတယ်။ဒါဒါဒီဟာလည်းကျွန်တော်တို့ဒါထူးခြားမှတစ်ခုဒါသူစီမှာအဆောက်ရှိနေတယ်။အဲ့ဒါကိုသူကသတိမထားမိတာ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အဆောက်ရှိနေရှစ်ဖြစ်မဲ့အရာလေးတွေကိုကျွန်တော်တို့အိမ်မက်ဖြစ်စေနားထဲမှာဖြစ်စေအဲ့တော့နမိတ်နဲ့ဖြစ်စေလာပြတ်တတ်ပါတယ်။ ။ဒါကြောင့်မို့ကျွန်တော်တို့တွေအဆောက်အအုံကောင်းနေရှိနေတာမရှိနေဘူးဆိုတာမိတ်ဆွေများအားလုံးလည်းဒီလောက်ဆိုသိရှိပြီးတော့ထင်ပါတယ်။အဲ့တော့အဆောက်အအုံကောင်းနေရှိနေဖရာတရားတွေပို့လို့ချင်တာလဲကျွန်တော်တို့တွေအိမ်မကောင်းနေမကြခဏမှတ်တယ်အနောက်မှာတစုံတယောက်ရှိသလိုခံစားနေရတယ်အဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေတစုံတယောက်ကိုကြည့်လိုက်တဲ့အခါမြန်မာတစုံတယောက်တစ်ခုတစ်ခုတွေ့ရမှာဥမာနိုင်ရီတွေဖုန်းတွေကာနံပါတ်တွေဆိုင်ကယ်တွေနံပါတ်အပူတွေမြင်မြင်မြင်မှတ်နေသလိုကောင်းကင်ကြီးအိမ်မက်မှတ်တယ်ကျွန်တော်တိန်တွေကိုအိမ်မက်မှတ်တယ် ဲ့တော့ကျွန်တော်တို့ဒီမွေမွေကြီးကြီးတွေကိုအိမ်မက်မက်တဲ့မွေကြီးတွေကကိုယ်သဘောကျစွာနဲ့ကြည်နေတာတို့ဥမာဆိုကြပါဆိုမစင်းနေမြင်ပတာတို့မြင်းပြန်တို့ဆင်ပြန်တို့အဲစားပြီးအဲ့လိုမျိုးလေးမြင်မက်တဲ့စားပြီးကောင်းတဲ့အိမ်မက်လေးမြင်မက်နေတဲ့မကြခဏမြင်မက်လာတဲ့ဆိုလို့ရှိရင်ဒါဆိုကျွန်တော်တို့ဒီမှာအဆောက်အအုံကောင်းလေးရရှိနေပြီလို့ကျွန်တော်ဆိုလို့နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အဆောက်အအုံကောင်းလေးရရှိဖို့အတွက်ကလည်းကိုကဂုံတော်တစ်ခုခုအဲဂုံတော်တစ်ပါးပါး kara mana ne bobo ko miena yoba bamiya bobo lo re ai kauno ko ကျွန်တော်စောက်ကြက်နေတဲ့အဆောက်ရှောက်တွေဒီဃာတာကိုစောက်ကြက်နေတဲ့အဆောက်ရှောက်တွေကကိုယ်လာပြီးကုညီဆောင်မတာမျိုးလာပြီးစောက်ရှောက်ပေးတာမျိုးတွေလည်းဖြစ်စေနိုင်တယ်လို့ကိုယ့်ရဲ့အိမ်ဆုံးနှက်ကချစ်မြတ်နိုးပြီးတော့သဘောကျပြီးတော့စောက်ရှောက်တာလို့မျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့အတိတ်အတိတ်ဘဝပဋိသင်္ဆက်ကပါခဲ့ဘူးတဲ့ပုဂ္ဂိုလ်တူဦးထွဲဘောပုဂ္ဂိုလ်တူဦးပဋိသင်္ဆက်ရှိတဲ့ပုဂ္ဂိုလ်တူဦးကလာပြီးတော့စောက်ရှောက်တာမျိုးလည်းဖြစ်နိုင်တယ်ဘီသူမဆိုဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဂုံတော်တခုအမြဲတမ်းပွားများနေပါအမြဲတမ်းဘာမှပွားများမပွားများရင်တော့မှပဲနမောတတပွားများတာလို့ကျွန်တော်အတ္တရဏဂုံပွားများတာလို့ အရဟံဂုံတော်တပါးတည်းပွားများတာတို့တချို့ဆိုရှိတယ်အရဟံတလုံးမရတယ်အဲ့တလုံးမပွားများတာအဲ့တလုံးတို့အဲ့တလုံးမပဲတတော်ဟိုတတော်လေးကိုအကျိုးကျေးဇူးများပြီးဘွားတွေပြောင်းလဲစေတယ်ဒါကြောင့်မို့ဟိုမန်လေးမြို့မှာရှိတဲ့ အရဟံဦးစဉ်ဆိုလို့ရှိရင်အရန်စင်းတဲ့ဘဝနေပြီးတော့ဆန်ဆက်ပိုင်ရှင်တထေကြီးနာမည်ကြီးတထေကြီးဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲအရဟံအရဟံအရဟံမယုဘဘဝပွားများနေတာဒီဂုံတော်တစ်ခုပဲ तू သိတယ်ကျွန်တော် तू तू မသိဘူးပေါ့နော်ဒါဘက် तू तू ရွတ်တယ်ဒီဒိဋ္ဌိဘယ်ဘက် तू ရွတ်နေတယ်ဒီဒီတလုံးမဲ့ तू ရွတ်နေတယ်ပေါ့ဒါကြောင့်မိတ်ဆွေများလည်းဒီနေ့ဆက်ပြီးဂုံတော်တစ်ခုခုကျွန်တော်တို့ခါတာတစ်ခုခုမန္တန်တစ်ခုခုကိုအမြဲတမ်းအာကုံဆောင်တာတင့်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အရန်ခက်ကြီးအရန်ရှည်ကြီးတောင်မလိုပါဘူးတစ်လုံးတည်းဖြစ်စေ ကျွန်တော်တွေဒီငလုံးသွင်းနိုင်အစွမ်းထက်တာပါပဲဗျခဲဒါဆိုအားလုံးမစ္စရာလုံးပဲအဆောက်ရှိမရှိသိရှိသွားပြီးထင်ပါပဲဗျကြည်ညိုနာစီမိတဲ့မေဇိုခနသားသမီးအားလုံးသူပဲကျေးဇူးတင်ပါတယ်ကျွန်တော်မေဇိုခနသားသမီးတွေအားလုံးလည်းဆက်ကျင်တဲ့ကိုကြမ်းမှရှိကြပါသည်အန်နင်ကေပေးရှင်းကြပါသည်ဆောက်ရှောက်ကောင်းတွေရရှိကြပါသည်ဗျ